မင်္ဂလာပါခင်ဗျာကျွန်တော်လေဒီတမျိုးမမြင်တဲ့ပြည်တီစိုးလွင်က နေပြီးတော့ယခုချိန်မှစပြီးတရင်များကိုစတင်ကြီးညာပါတော့မယ်ခင်ဗျာတရင်ကောင်းစဉ်ယမန်နေ့ကကျွန်တော်တို့မလေးရှားနိုင်ငံမှာကန်ခဲ့တော့မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့မလေးရှားဩစတာအသင်းတို့ရှင်ပြိုင်သည့်ပွဲစဉ်တွင်မန်ချက်စတာ ယူနိုက်တက်ခုခေါ်သောကမ္ဘာကဂန္ဓဝင်အသင်းကြီးကို မလေးရှားဩစတာအသင်းမှမောင်မောင်လင်းက ဥဆောင်ကိုတကူဖြစ်အနိုင်ရရှိခဲ့ကြောင်းတင်ရရှိပါသည်ခင်ဗျာ၎င်းနောက်တွင်တော့မြန်မာနိုင်ငံသားတချို့သည်မမောင်တွင်ကမန်ချက်စတာလိုအသင်းမျိုးကိုဂိုးသွင်းယူနိုင်ခဲ့သည့်အတွက်တချို့တလီကလည်းဂုံယူဝမ်းမြောက်နေကြတော့လဲတချို့တလီကတော့အလွန်တရာမှဒေါသထွက်နေကြောင်းတင်ရရှိပါသည်ခင်ဗျာမမောင်လွေအားအမတန်မှစိတ်ဆိုးဒေါသထွက်နေတော့မြန်မာနိုင်ငံသားများမှာတခြားမဟုတ်ပဲမန်ချက်စတာယူနိုက်တက်အသင်းကြီးကိုနှိမ့်ရှေလာများအလွန်တရာမှအားပေးလာကြတဲ့ မန်ယူဖန်အကြီးစားစိုက်ကားဂိတ်ကကျွန်တော်တို့မန်ယူဖန်တွေပဲဖြစ်ပါလေခင်ဗျာ။၎င်းနောက်တွင်တော့မမောင်လွင်သည်မြန်မာပြည်ကိုပြန်လည်ရောက်ရှိလာပါကမန်ချက်စတာယူနိုက်တက်အသင်းကိုဂိုးသွင်းခဲ့သောမမောင်လွင်အားစိုက်ကားစီးခွင့်ရာသက်ပံပိတ်ပင်သွားမည်ဟုတရင်ရရှိပါလေခင်ဗျာ။၎င်းနောက်တွင်တော့ယမန်နေကြကပြပဲပြခဲ့သောမလေးရှား၌ကံနေသောမန်ချက်စတာယူနိုက်တက်ပွဲစဉ်ကိုကြည့်ရှုပြီး တောင်တကုံမြို့နယ်မြို့တက်လမ်းမနှစ်ရှိရက်ကွက်ထိပ်မှာဘောလုံးပွဲကြည့်ရှုနေတော့မန်ယူဖန်များမှာမန်ယူရှုံးသဖြင့်ဘူပြီးတော့လမ်းလျှောက်ပြန်လာကြရာလမ်းခုလက်တွင်ဂီတာတီး၍တချင်းဆိုနေတော့လူငယ်များအားဝင်ရောက်ရိုက်နှက်သွားကြောင်းတတင်းရရှိပါသည်ခင်ဗျာ၎င်းတော်မြည်တို့မြည်ပုံဝင်ရောက်ရိုက်နှက်သွားသည်ကိုတာဝန်ရှိသူများကအဆုံးသမ်းရ၎င်းတော်မှာ ရည်ရွယ်ချက်ရှိရှိဖြင့်ဝင်ရောက်ရိုက်နှက်သွားကြောင်းသတင်းရရှိပါသည်ခင်ဗျာ၎င်းတို့၏ရည်ရွယ်ချက်မှာတော့၎င်းတို့မန်ယူဖန်များမန်ယူရှုံးလို့လမ်းဆောက်ပြန်လာစဉ်ရက်ကွက်ထိတ်ကလူငယ်များမှဝနသချင်းကိုအော်ဆိုနေကြကြောင်းသတင်းရရှိပါသည်ခင်ဗျာ ၎င်းတို့လူငယ်များအော်ဆုံလေးတချင်းမှာတော့ငါဟာအရှုံးနဲ့သူပါမပြိုင်ခင်ရှုံးနဲ့နေပြီးသား၎င်းတချင်းကိုတီဆိုနေတော့ကြောင်မန်ယူဖန်များမှ၎င်းတို့အားစောက်ခွက်ပြောင်းသည်ဟုယူဆကဒေါသမထိန်နိုင်ပဲဝိုင်းဝန်းရိပ်ရိုက်နှက်သွားကြောင်တရင်ရရှိပါသည်ခင်ဗျာတာဝန်ရှိပြည်သူများကထိုမန်ယူဖန်များအားလိုက်လံရှာဖွေနေတော့လေယခုချိန်ထိမတွေ့ရှိသေးအောင်ထပ်လောင်းရတရင်ရရှိပါသည်၎င်းနောက်တွင်တော့ ဘောလုံးပွဲပြီးမနက်ဖြန်နောက်နေ့တွင်တော့မန်ယူဖန်အများစုမှာတချို့ကအိမ်ထဲကနေအိမ်ပြင်မထွက်တော့ပဲရှိနေကြပါလေတချို့ကတော့လမ်းထိပ်လက်ဖိတ်ဆိုင်ကိုလက်ဖိတ်တစ်ခွက်ဖြင့်သွားတော့က morning nastar ပြင်စားဖို့ပတ်စံမရှိတော့ကြောင်းထပ်လောင်းရတဲ့တင်ရရှိပါသည်ခင်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့တင်အစီအစဉ်ဒီတင်ပြီးဆုံးပါပြီခင်ဗျာအခုကြည့်နေကြတဲ့ကိုယ့်ရဲ့ညီကိုမောင်နှမများအားလုံးလည်းကျန်းမာရွှင်လန်းရေး ဖင်နှန်းနိုင်ကြပါစေခင်ဗျာဟုတ်ကဲ့ပါကျွန်တော်နောက်နေ့ရစပြီးတော့ဒီလိုအရန်မှရေးရတဲ့ဟာတဗီဒီယိုဗီဒီယိုများကိုပေါ့နော်ကျွန်တော်ဒီသတင်းတင်ဆက်တဲ့အနေနဲ့နေ့တိုင်းတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်နောက်နေ့ကြလို့ရှိလို့ရှိရင်တော့ကျွန်တော် ခုံလေးပါလေးနဲ့တကယ်သတင်းသမားပုံစံအတိုင်းဟာတလေးတွေနေ့တိုင်းတင်ဆက်ပေးမှာဖြစ်တဲ့ကြောင့်ကျွန်တော်ရဲ့ဒီ page လေးကို follow လုပ်ပေးကြပါနောက်ပြီးတော့ကျွန်တော်ရဲ့ YouTube လေးကိုလည်း subscribe လေးတွေနှိပ်သွားပေးကြပါဒီလိုမျိုးဟာတလေးတွေကြည့်ကြည့်နေဆိုလို့ရှိရင်အမြဲတမ်းအားပေးလို့ရပါပြီအားလုံးကျေးဇူးပါ